မြန်မာစစ်တပ်ပင်လောကတစ်ခုလုံးကိုအရှက်ခွဲလိုက်တဲ့တင်မောင်ဆမ်မင်ဝင်းပြည်သက်ကြီးတို့ရဲ့မြန်မာစစ်တပ်ပင်အနုပညာလောကမှာရွှေမန်းဆိုတဲ့နာမည်ကဘလောက်တောင်တန့်စင်ပြီးဂုံတိတ်ခါကြီးမားတဲ့နာမည်တစ်ခုလဲဆိုတော့အလုံးအသိပဲဖြစ်မှာပါအစဉ်အဆက်တပင်းပညာကိုရိုးရိုးသားသားခန့်ခန့်ညံ့ညံ့နဲ့ထိမ့်သိမ်းလောင်ခဲ့တဲ့ရွှေမန်းတင်မောင်တို့ရဲ့မျိုးရိုးကပြည်သက်တွေရဲ့ချစ်ခင်လေးစားမှုကိုအပြည့်အဝရရှိထားတဲ့မျိုးရိုးတစ်ခုပါ ဒါပေမဲ့အရင်လိုမော်ကွန်းတင်လောက်တဲ့မျိုးရိုးတစ်ခုလုံးရဲ့ဂုံသိက္ခာကို2025ခုနှစ်မှာမြောင်းနဲ့ထိုးချလိုက်တဲ့အဖြစ်အပျက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အရင်လိုရက်ကိုကျွလွန်ခဲ့သူကတော့ရွှေမန်းတင်မောင်ရဲ့တာအချီဖြစ်သူတင်မောင်ဆမ်းမင်းဝင်းပဲဖြစ်ပါတယ်။ သူကျွလွန်ခဲ့တဲ့ကိစ္စကတော့တာမန်အမှားမျိုးမဟုတ်ပဲကိုချင်းတရားနဲ့တိတ်ခတရားကိုပါဆွလွန်ခဲ့တဲ့အိမ်တောင်ရေးဖောက်ပြန်မှုကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။တင်မောင်ဆမင်းဝင်းကသူ့မှာချစ်စရာကောင်းတဲ့သားလေးတယောက်နဲ့အေဂျင့်နဲ့အိမ်တောင်တစ်ခုရှိနေပါလျက်နဲ့ဇက်ခုံပေါ်မှာသူ့ရဲ့အတွဲဖက်ဖြစ်တဲ့ဇမင်းသမီးဗရမ ्या ခေခိုင်နဲ့မိကိုကျွက်လျှောက်ဖြစ်ခဲ့ကြပါတယ်။အနေနီးလို့ညီးကြတယ်ပဲပြောရမလား။တနာရဲ့နောက်ကိုလိုက်ခဲ့ကြတယ်ပဲဆိုရမလား။သူဆုံးကတော့တစ်ဖက်ကဗရမ ्या ခေခိုင်မှလည်းခင်မောနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့သားတယောက်ရှိနေတာပါပဲ။ဒါဟာလင်းရှိမယားကိုမယားရှိယောက်ျားက ာဖြစ်မှတဲ့မြမလူမှုအတိုင်းဝိုင်းမှာဘလို့မှလက်မခံနိုင်တဲ့လုပ်ရက်တစ်ခုဖြစ်ခဲ့တာပေါ့တကိန်းစရီအလုံးဘသူကစပြီးဖွင့်ချခဲ့တယ်လဲဆိုတော့တခြားသူတော့မဟုတ်ဘူးနော်တင်မောင်ဆဲမဝင်းရဲ့တရားဝင်ဇနီးမရက်ကြီးကိုတိုင်ကသူ့ရဲ့ရင်ထဲကခန်းစားချက်တွေကိုမမျိုးသိနိုင်တော့တဲ့အဆုံးလူမှုကွန်ရက်ပေါ်မှာအကောင်ဖွင့်ချပြခဲ့တာပေါ့ သူမရဲ့ရင်ဖွင့်ချက်တွေကခင်မွန်ဖြစ်သူရဲ့တစ္ဆာဖောက်မှုကိုသာမကသူတစ်ပါးရဲ့အိမ်တောင်ကိုဝင်ရောက်ဖျက်ဆီးခဲ့တဲ့ဗရမ ्या ကေခိုင်ကိုပေါင်းတက်တဲ့ကြီးပြစ်မှတ်ထားခဲ့ပါတယ်။သူမရဲ့ပြောစကားတွေထဲမှာအထင်ရှားဆုံးကတော့အနုပညာသမားတယောက်ရဲ့မိုဘိုင်းခွင့် copyright ကိုဥပမာပေးပြီးခနဲ့တဲ့စကားပါပဲ။အနုပညာလောကမှာနေရင်မိုဘိုင်းခွင့်ဆိုတာနားလည်ရတယ်။တခြင်းတွေရုပ်ရှင်တွေပါတဲ့မိုဘိုင်းခွင့်ရှိတာမဟုတ်ဘူး။သူများယောက်ျားကိုကြောက်ရင်တော့အဲ့ဒီယောက်ျားမှာကာမပိုင်ရှိလားဆိုတဲ့စီးမြင့်ကိုနားလည်ရတယ်။သူများယောက်ျားကိုကြောက်ပြောင်ကြောက်ခိုးထားပြီးတော့သူရေးထားတဲ့တခြင်းကိုသူများ ပြန်ဆိုတော့မျက်နှာပြက်ပြနေတာမြင်လို့တော့မကောင်းဘူးဆိုပြီးပြောင်မြောက်စွာထိုးနှက်ခဲ့တာပါဒီစကားကဗရံများခေခိုင်ကိုတိုက်ရိုက်ရည်ညွှန်းခဲ့မယ်လူတိုင်းကသိခဲ့ကြပါတယ်အဆက်ကွဲစရာဒီဖြစ်ရကြီးပေါ်လာတာတော့တင်မောင်ဆမ်မဝင်းကနောင်တရတဲ့ပုံမပြပဲမရငယ်ဖြစ်သူဗရံများခေခိုင်ဘက်ကပဲအခိုင်မာရက်တည်ခဲ့ပြီးအိမ်တောင်ကိုကွာရှင်းခဲ့ရလို့ဆိုပါတယ် အရင်နောက်ပိုင်းမှာတော့ဗရံများကေခန့်ကအရှက်ချောက်မရှိဘဲတင်မောင်ဆမ်းမင်းဝင်းရဲ့အတူအနုပညာအလုပ်တွေကိုဖြောင်ကြချဆက်လုပ်ခဲ့ပြီးတချင်းတူတူတွဲဆိုခဲ့ပါသေးတယ်။ဒီအဖြစ်ပျက်တွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သွားတဲ့အချိန်မှာတော့ပရိသတ်တွေအားလုံးကအန်အောထိတ်လန့်ခဲ့ရတာပေါ့။ရွှေမန်းတင်မောင်လိုမြမတပင်ရဲ့အိုင်ကွန်ကြီးတယောက်ရဲ့မျက်နှာကိုမှမထောက်မျိုးရိုးရဲ့ဂုံသိက္ခာကိုမှမထောက်ဖဲကိုချင်းတရားကိုလုံးဝမဆောင်စည်းတဲ့တင်မောင်ဆမ်းမင်းဝင်းရဲ့လုပ်ရက်ကိုဝိုင်းဝန်းရှုံချခဲ့ကြပါတယ်။တချို့ကတော့ဒါဟာတင်မောင်ဆမ်းမင်းဝင်းတယောက်တည်းကိုအရှက်ခွဲတာမဟုတ်ဖဲသူလေးစားရသူကျင်လျာမြမဆက်တပင်လောက တစ်ခုလုံးကိုပါအဆက်ခွဲလိုက်တာနဲ့တူတူပဲလို့ပြင်းပြင်းထန်ထန်သုံးသပ်ခဲ့ကြပါတယ်။ပရိသတ်တို့ရောဘိုးဘေးအမွေနှစ်တွေကိုဆက်ခံပြီးပရိသတ်ရဲ့မေတ္တာနဲ့အသက်မူဝံကြောင့်ပြုနေတဲ့အနုပညာသမားတယောက်အနေနဲ့ဒီလိုလောက်ရမျိုးကိုလှုပ်သိနေလို့ထင်ပါသလား။ရွှေမန်းမျိုးဆက်တယောက်ရဲ့ဒီလိုကုန်သိခံမဲ့တဲ့လောက်ရပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခွန်မမရေးပေးခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။